မှာမျက်စိနှလုံးရှိတယ်။မျက်စိနှလုံးဟာစီးပွားရေးမျက်စိတစ်လုံးကစီးပွားရေးအမြင်စီးပွားရေးအတွက်သုံးချပြီးကျန်တဲ့မျက်စိတစ်လုံးကကိုခြင်းတရားအတွက်သုံးချဆိုလိုတာကစီးပွားရှာတတ်ရမယ်ကိုခြင်းတရားကောင်းမွန်အောင်ထိန်းသိမ်းရဒါမျက်စောပြရဲ့အခြေခံအကြဆုံးဒေသနာပဲ။ ်ရှိပါတော့ရှာတယ်ရှိပွားမရှာဘူးဆိုရင်လည်းမြတ်စွာဘုရားအဆုံးမမလိုက်နိုင်ဘူးရောမလိုက်နိုင်သည့်အတွက်ကြောင့်ဘုရားဘာသာဝင်นี่ရှိပွားမဖြစ်ဘူးလို့ဆိုလာလို့ရှိရင်ဘုရားရဲ့အပြစ်မဟုတ်တော့ကာယကရှင်ရဲ့အပြစ်ဖြစ်ဖြစ်တချို့ကလွဲမှားပြီးပြောကြတာရှိတယ်မြတ်စွာဘုရားကလောဘမကြီးရဘူးလောဘမထားရဘူး ਨੇ ဟောတယ် အဲ့တော့လောဘမရှိရင်စီးပွားဖြစ်မှာမဟုတ်ဘူးလို့တွေးတဲ့လူကတွေးသေးတယ်တကယ်ရတော့လောဘကစီးပွားကိုရစေတာမဟုတ်ဘူးစီးပွားဖြစ်တာကပညာနဲ့ဝီရိယကဖြစ်စေတာဖြစ်တယ်လောဘဆိုတာလိုချင်တာသာ ရှိတယ်မလုတတ်ဘူးသူကလုတတ်တာက ဝီရိယနဲ့ပြင်ကြည့်လေလောဘဆိုတာမွေးကြတဲ့ရှိလာတဲ့လူတယောက်စီးပွားလုတတ်အောင်ဘာလို့ကြောင်းသွားထား economic ဆိုဘာသာရတိဘာကြောင့်ရှိပါလောဘနဲ့တည်းလုံလောက်တယ်ဆိုရင်လေကြောင်းနေစရာမှမလိုတာလောဘကမွေးကြတယ်ရှိအဲ့တော့လောဘရှိရုံနဲ့မကြည့်ပွားဘူးပညာရှိရမယ်ကြိုးစားအထောက်မှုရှိရအဲ့တော့လောဘလည်းရှိရလောဘရှိရုံနဲ့မရဘူးဆိုတာအမှန်တမ်းလောဘကိုချိုးနိုင်ရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့စကားဟာ ဒူးဆိုင်နဲ့ပတ်သက်လာတဲ့လောဘမျိုးတွေသူများပစ္စည်းမှာကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့လောဘဝိဒမလောဘမျိုးတွေမရှိเสียရဘူးလို့အခြေခံအားဖြင့်ဒီလိုခေါ်တာမျိုးသာဖြစ်တယ်ပေါ့အဲ့တော့စီးပွားမရှာရဘူးလို့ဟောတာတခုမှမရှိဘူးစီးပွားရှာရရသောအားဖြင့်နိဗ္ဗာန်ကိုဥတည်ချက်ထားတာမှန်တယ်သို့သော နိဗ္ဗာန်ကိုဥတည်ချက်ထားမှာတော့မှတ်နေသို့တော့နိဗ္ဗာန်ဆိုတာဟာတမန်အားဖြင့်ကြည့်မယ်ဆိုရင်အလွန်ဝေးတဲ့ခရီးတစ်ခုပဲဖြစ်မယ်တမန်ပုဂ္ဂိုလ်တွေအတွက်အလွန်ဝေးတဲ့ခရီးတစ်ခုရှောက်လန်းရဒီခရီးနီးသလားဆိုမနေဘူးနိဗ္ဗာန်ခရီးဟာဝေးသေးတယ် ဝေးတယ်ဆိုတာဘာကြောင့်ပြောရတော့ဆိုတော့တမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်တန်တိကေနဝိသန္တိမခာဓမ္မတကောဝိတာနိဗ္ဗာန်ဆိုတာအတိညာရှိရင်တော့နိနိလေးပဲအတိညာမရှိသေးတဲ့ပုဂ္ဂိုလ်ဖို့တော့ဝေးနေဦးမှာပဲအဲ့တော့ဝေးနေသေးတဲ့နိဗ္ဗာန်ကိုဥတိချက်တစ်ခုနဲ့အလုံးလုံးအလုံးလုံးသွားတယ် လွလွတ်သွားတဲ့အခါနိဗ္ဗာန်ကိုဥတီချက်ထားပြီးတော့နိဗ္ဗာန်နဲ့အရင်အခြေခံကဘဝမှာနေစဉ်စာဝတ်နေရေးဘဝမှာစီးပွားဖြစ်အောင်ကြိုးစားခြင်းနဲ့ကိုခြင်းတရားမပြတ်နေထိုင်ခြင်းဟာဒါအဓိကပို့ချက်အဲ့တော့ဘဝမှာအဲ့လိုနေလို့ရှင်စီးပွားလဲတိုးတက်မယ်ကိုခြင်းတရားလဲကောင်းမယ်ဘက်ဆုံကောင်းပြီဆိုလို့ရှင် ဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းအပြစ်ကင်းတော့လူရင်ကျေးတဲ့လူအတိုင်းဝိုင်းငြိမ်းချမ်းတဲ့အတိုင်းဝိုင်းစိတ်နှလုံးအေးချမ်းတဲ့အတိုင်းဝိုင်းမျိုးပဲဖြစ်လာမှာဖြစ်တယ်တော့မြတ်စွာဘုရားရဲ့အခြေခံတရားတော်တွေဟာနေ့စဉ်ဘဝလူတိုင်းလူတိုင်းဟာဒီလူလောကကထွက်ခွာပြီးတော့ အဂါရသမာနာဂရိယံဆိုမိသားစုဘဝကိုရှောင်ပြီးတော့မိသားစုမပါတဲ့ဘဝမျိုးကိုပြောင်းလဲနေထိုင်ဖို့ဆိုတာလူတိုင်းမှာဖြစ်တာမဟုတ်ဘူး။ဒါကြောင့်မို့မိသားစုဘဝကထွက်ခွာဖို့ဆိုတာဒီမြတ်စွာဘုရားဟောတဲ့တရားထဲမှာမိသားစုဘဝကထွက်ခွာမှနိဗ္ဗာန်ရမှာမဟုတ်ဘူး။နော်တရားတို့တရားများသိတာမဟုတ်ဘူး။မိသားစုဘဝမှာနေရင်းနဲ့ပဲ တရားဥတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေများချင်းအဲ့တော့မိသားစုဘဝမှာလည်းပဲတရားဓုတရားမြတ်တွေကိုရနိုင်တဲ့အခွင့်အရေးတွေဆိုပါစို့ဝိသခါတို့နာရဝိန်တို့ဆိုတာသောတပန်ဘဝနဲ့ပဲစီးပွားရှာကြတယ်စီးပွားလုပ်ကြကိုချင်းတရားကောင်းကောင်းနဲ့နေကြထိုင်ကြအပြစ်ကင်းတဲ့ဘဝအဲ့တော့ဘုရားမသာဝင်သူတော်စင်နေနေနဲ့အဲ့ဒီဘဝမျိုးကိုပထမနေနိုင်အောင်ကြိုးစား အေးအဲ့ဒီတဲ့တို့ဟာတိုးမြင့်နေနေဆိုရင်ကတော့မိသားစုဘဝကိုစွန့်လို့ renounce လုပ်တယ်ပြီးတဲ့အခါဘုန်းကြီးဝတ်မယ်သီလရှင်ဝတ်မယ်ပေါ့ခဏိခက်နေပြောမှာအဲ့ဒါကတဆင့်တက်တဲ့သဘောပဲရှိအဲ့လိုလောကမှာသူအဆင့်နဲ့သူတွားတဲ့သဘောတရားရသော်ပြားရဲ့အဆုံးမနဲ့အညီဒုရတွေကျင့်သုံးနေထိုင်ကြမယ်ဆိုလို့ရှိရင်တော့ နေစဉ်ဘဝမှာလည်းပဲဒီစိတ်နှလုံးအေးချမ်းပြီးတော့ပြဿနာတွေနည်းလို့ตายရတဲ့လူပုံတစ်ခုကိုဖန်တီးနိုင်ကြမှာဖြစ်ဒုစရိုက်ကင်းစင်တဲ့လူပုံလူဘဝချိန်နေရသော်ဗျာဟောတဲ့ဓမ္မပါဠိဆိုတဲ့ရွာကလေးကိုကြည့်လိုက်မယ်ဆိုလို့ရှင်အလွန်စိတ်ချမ်းမြေ့ွယ်ရာကောင်းတဲ့ဓမ္မလူစိုးသခိုးကင်းပြီး လူတွေဟာလည်းအလုံးကျမ်းမာပြီးအသက်ရှိကြတယ်ဆိုတဲ့အနေထားမျိုးဟာဖန်တီးလို့ရတဲ့အနေထားမျိုးကိုချင်းတရားကောင်းပြီဆိုလို့ရှိရင်တော့အဲ့ဒီအခြေအနေမျိုးဟာလှုပ်ယူလို့ရတဲ့အနေထားမျိုးတစ်ခုဖြစ်အဲ့ဒီအနေထားမျိုးမရောက်တာဟာမိမိတို့ရဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းအပြည့်အဝမကျင့်နိုင်သေးဘူးဆိုတာထင်ရှားစေတယ်ပေါ့နော် ဘုရားဘာသာဖြစ်ပေမဲ့လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတိုင်းအပြည့်ဝမကျင့်နိုင်သေးတာပဲဖြစ်တယ်။လောကလူတွေဆိုတာဟာဒီတူတဲ့နေကြတာမဟုတ်ဘူးအပေါင်းနဲ့အသင်းနဲ့နေကြတာဖြစ်တယ်။အပေါင်းအသင်းနဲ့နေတဲ့အခါမှာလူမှုဆက်ဆံရေးမှာအကောင်းဆုံးကကိုချင်းစာတရားကိုချင်းစာတရားဆိုတာမေတ္တာနဲ့နေတဲ့သဘောပဲဖြစ်တယ် ကိုပတ်ဝန်းကျင်ကအာလုံမိမိနဲ့ကြုံတွေ့တဲ့ပုံကိုယ်တွေမကြုံတွေ့တဲ့ပုံကိုယ်တွေကိုပတ်ဝန်းကျင်ကပုံကိုယ်တွေအာလုံရဲ့အကျိုးစီးပွားကိုလိုလားတာမေတ္တာမိမိအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာကိုအခြေခံလိုက်တာနဲ့တပြိုင်နက်အေးကိုအကျိုးစီးပွားလိုလားတဲ့ပုံကိုယ်သို့မဟုတ်တရဝတ္တဟူတာခက်ခဲတွေကြုံနေပြီဆိုရင်အကျင့်နာတရားဖြစ်ဖို့လွယ်တယ် ြီးပွားတိုးတက်သွားပြီဆိုလို့ရှိရင်လည်းမုရိတာဝန်တာနိုင်မှုလွယ်သွားတယ်အခြေခံအားဖြင့်တော့မေတ္တာဟာအခြေခံအကြဆုံးပဲဖြစ်တယ်လူသားလူရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ကိုအခြေခံအားဖြင့်မွေးမိပါအဲ့ဒီစိတ်ဓာတ်ကိုမွေးတဲ့အခါမှာကိုချင်းစာတရားကိုချင်းစာတရားအတ္တနာဥပမံကတ္တဝါနာဟနေယနာခတိ ကိုချင်းစာလူတိုင်းလူတိုင်းဟာဒုက္ခကာမဏိဘူဒာဏိတရဝမန္တမြချမ်းသာခြင်းသာရှိပဲအဲ့ဒီချမ်းသာခြင်းကိုလည်းချမ်းသာခြင်းနဲ့ဆိုရင်သူလည်းချမ်းသာခြင်းနဲ့ဆိုတာကိုသဘောပေါက်ထားလို့ရှိသူ့ကိုဒုက္ခပေးတဲ့အလုပ်ကိုမလုပ်ဘူးဆိုလို့ရှိလောကမှာတူတူဒုက္ခပေးတဲ့ဆိုရင်အနေထားမျိုးဟာဖြစ်ပေါ်လာမှာမဟုတ်ဘူးအခုတော့အဲ့ဒီစိတ်ဓာတ်တွေ ကင်းပြတ်ပျောက်ွယ်နေသည့်အတွက်ကြောင့်ဒုဒုဒုက္ခပေးတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်။ဒါကြောင့်မို့မိမိတို့ယဉ်တဲ့နှလုံးထဲမှာမေတ္တာအခြေခံထားလိုက်ပဲဆိုရင်ကရုဏာဆိုတဲ့အကျဉ်းတရားမုရိတာဆိုတဲ့ဝန္တာနိုင်တဲ့သဘောတရားတွေဖြစ်ပေါ်လာပြီးတိခဏ်ခြင်းခွင့်လွှတ်ခြင်းဆိုတဲ့ဥပေက္ခတရားတွေနဲ့ထိမ့်ပြီးတော့သွားမယ်ဆိုရင် လူပေါင်းလူလောကကြီးဟာအေးချမ်းသာရတဲ့ ငြိမ်းချမ်းတဲ့တရားမြတ်တဲ့ဘဝကြီးတစ်ခုဖြစ်လာဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ယဆောဘုရားရဲ့အဆုံးအမတိုင်အပြည့်ဝလိုက်လာတယ်ဒီအကျိုးတွေကိုခံစားကြကြပြီမလိုက်နာဘူးဆိုလို့ရှိရင်မလိုက်နာတဲ့အလျောက်ဒီဆင်းရဲဒုက္ခဆိုတာကျုံလာကုသလဆိုတဲ့အဓိပ္ပာယ်အပြည့်ခင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တယ်လို့ဆိုလိုတယ်ဒါကြောင့် ကိုယ့်ရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်လာတဲ့သဘာဝတရားတွေသူတစ်ပါးကိုမလိုမုံထားစိတ်မဟုတ်ဘူးသူတစ်ပါးအကျိုးမဲ့ပျက်စီးလို့စိတ်မဟုတ်ဘူးဆိုလို့ပြစ်ကင်းတယ်သူများအကျိုးစီးပွားကိုလိုလားတယ်ဂျင်နာတရားထားတယ်ကိုယ့်ရဲ့သာသွားရင်လည်းဝမ်းသာနိုင်တယ်တိခဏနဲ့ခွလွတ်တယ်ဆိုတဲ့အနေထားတွေဟာဒါဟာအပြစ်ကင်းတဲ့သဘာဝစိတ်နေသဘောတရားတွေဖြစ်တယ် အဲ့ဒီအပြစ်ကင်းတဲ့စိတ်နေသဘောတရားတွေကိုယ်တဏ္ဏမှာမွေးထားရင်အဲ့ဒီသဘာဝတရားကိုကဒုက္ခဝိပါကချမ်းသာတဲ့အကျိုးကိုထုတ်လို့မှသူပဲဖြစ်တယ်ပေါ့အဲ့တော့ကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒီသဘာဝတရားတွေအပြစ်ကင်းရုံမြမှာကကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်ဆိုရင်အနေထားတစ်ခုဖြစ်ပေါ်ဒါသဘာဝတရားရဲ့ reaction လို့ခေါ်တုတ်ပြန်လာတဲ့အကျိုးတရားတွေဟာ ကိုကလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေသဘာဝတရားရဲ့တုံ့ပြန်မှုကဒီတိုင်းပဲလာမှာပဲဖြစ်တယ်။မိမိရဲ့တဏှာနဲ့နှလုံးထဲမှာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာဖို့ဖြစ်ပေါ်စေတတ်တဲ့စိတ်နေသဘောတရားတွေများများဖြစ်လာရင်မိမိရဲ့ဘဝဟာတိုးတက်လာမှာပဲစိတ်နှလုံးအေးချမ်းလာမှာပဲတဆင့်နဲ့တဆင့်မြင့်လာမှာပဲဒီလိုအသီးသီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကိုယ့်ဘဝကိုထိန်းချောင်းကျင့်သွားမယ်ဆိုလို့ရှိရင် ူတွေဟာဒီဆင်းရဲဒုက္ခကလွမြောက်ပြီးနောက်ဆုံးမိမိတို့မြှွန်မှန်းထားတဲ့နိဗ္ဗာန်ဆိုတဲ့ပတ်နိုင်ကိုရောက်သွားနိုင်တယ်ဆိုတာမလွဲဧကဒီလမ်းကြောင်းဟာမှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်